ရုပ်ရှင်ထဲမှာအမြဲတမ်းကြည့်နေကြရုပ်ရှင်သက်ဝင်ခန်းကြီးကိုကိုယ်တိုင်လမ်းလျှောက်သွားသလိုခံစားရပါတယ်။ပြင်သစ်နိုင်ငံ Paris မြို့က Flan လို့ခေါ်ပါတယ် Flan မှာရောက်လို့ရှိရင်အခုလို bakery pastry တွေကိုမဖြစ်မနေစားရမယ်ဆိုလို့ကျွန်တော်တို့ရက်ရောက်ချင်မှာမြည်ကြည့်ခဲ့ပါတယ်။ဒါကကျွန်တော်စားတဲ့မုံပဲဖြစ်ပါတယ်။မြန်မာလိုဆိုရင်ပူတင်းကိုမှ bake လုပ်ထားတဲ့အရာတမျိုးပါ။ Paris က bakery စားကိုစားရမယ်ဆိုတာ ထမတစ်ခုနဲ့အရင်ကြိုက်သွားတယ်။ဒါထက်လည်းခဏလေးဒါပြင်းလာမှာသားခဲ့တယ်။ဟုတ်ဒါပြင်းစကဆက်ပါကမန်ဒီယာပြင်းစကပြင်းစကဟိုစ။ဘယ်နေရာပြောရမှာပြင်းစက original mode ကိုသားပါ။ပြင်းစကပတ်တာ။ဟုတ်ပါလား။ plan အရင်အရသာရှိပြီးတော့ crumble taste ကိုအပြည့်ဝခံစားရပါတယ်။တော်တော်လေးဝင်လဲစားလို့ကောင်းပါတယ်။မှန်ပါရလား။ citron နဲ့ ဒါကျွန်တော်တကယ်ချင်းအမစားတဲ့မုံပဲဖြစ်ပါတယ်။သူကတော့ဒါကိုရှောက်သူစိပြအရာတာလို့ပြောပါတယ်။လက်မှန်မှာအမမင်းရဲ့ရှောက်သူစိပြအရန်ကောင်းတယ်အမနည်းနည်းဒါပေမဲ့သူ့ရဲ့အရာတာကလက်မှန်သေးကိုခြေခံပြီးပြုတ်လုထားတဲ့မုံပဲဖြစ်ပါတယ်။ချိုချိုချင်းချင်းလေးနဲ့အရန်ကို refresh ဖြစ်စေပါတယ်။ရောင်းနေပေါ့။သူကနောက်ခုစားလိုက်တဲ့အချိန်မှာရန်ပေါ့ပါပြီးတော့ဒါကကိတ်မုတ်အသားပေါ်မှာမှာခရင်ပော့ပော့ပပလေးကိုလုပ်ထားတဲ့အရာတာပါဆုံးပတ်ပါဒါဆောင်ပြီးပြပြရတယ် အရှိက heavy စားခဲ့တဲ့မုန့်တွေကိုအများကြီးစားခဲ့တော့အခုလိုပေါ့ပေါ့ပပားကတိတ်ကြအောင်အရသာအချုပ်ပေါ့တယ်လို့ထင်ပါတယ် plan လို့ခေါ်ပါတယ်ဒါပြင်သစ်ကထွက်တဲ့ပုံပါ so good ဒီဆိုင်ရောင်းဝယ်တာပါဒီဆိုင်နာမည်ကိုပြန်ပြော full lingerie full lingerie full lingerie ဒီနေရာစားပြီးတော့ပြင်သစ်လိုပဲပြောပါမယ်ဆိုင်ရဲ့နာမည်လေးကိုကျွန်တော်တို့ ဖတ်တလောက်မှတ်တလောက်လေးရွတ်ဖတ်ကြပါတယ်ကျွန်တော်အဲ့ပြင်သစ်ကိုရောက်တဲ့အချိန်မှာရောက်လျာနေအောင်ပြင်သစ်လိုလိုက်ဖတ်တယ်ဒါပေမဲ့မဖတ်တတ်လို့အမြဲတမ်းရှည်စရာအတန်ထွက်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ loop museum ကိုအပြင်ကနေကြည့်ခဲ့ပါတယ် loop museum ကိုအတွင်းကြကြသွားပြီးတော့လစ်လာထားတဲ့ဟာကိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်လေးအရင်တုန်းကတင်ထားပါတယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးထားပေးပါမယ် Paris မြို့မှာကြာရှိနေသေးတဲ့နေရာတွေကိုသွားရောက်လှည့်လည်ပြီးဓာတ်ပုံရိုက်ကြမယ်ပေါ့နော်ဒီ hotel ကို The Ritz Hotel လို့ခေါ်ပါတယ်တကဘာလုံးမှာရှိရဲ့နိုင်ငံကျော် ော်တွေတထေးတွေကဒီဟိုတယ်မှာတင်းကြပါတယ်ပြီးတော့ Paris Milk ကိုရောက်လို့ရှိရင်မဖြစ်မနေစားရမယ့်ဆိုင်တစ်ခုကိုလည်းရောက်ရှိခဲ့ပါတယ် Paris Bar တစ်ခုကိုစားမယ်ဆိုရင်ဘယ်လိုတားဆီးရပါ အဲ့ဆိုင်နာမည်ကို Angelina လို့ခေါ်ပါတယ်ဒီဆိုင်ရဲ့ hot chocolate ကအရန်ကိုနာမည်ကြီးပြီးတော့လာလေတဲ့သူတွေတိုင်းကမဖြစ်မနေတောက်ရမယ်ဆိုပြီးတော့ recommend ပေးထားတဲ့ဆိုင်ပဲဖြစ်ပါတယ်သူတို့စီမှာ coffee ပဲဖြစ်ဖြစ် chocolate ပဲဖြစ်ဖြစ် no မုံနေတဲ့ကြားတွေအစားအခုလို whipped cream ကိုထည့်ပြီးတော့တောက်တုံးကြပါတယ်ကျွန်တော်တို့စီမှာ no မုံနေတဲ့ကြားတွေထည့်တောက်တို့တောက်တုံးကြပါတယ်မင်းရောတော့ဖြစ်ရ ကျွန်တော်ကကော်ဖီနဲ့မုန်လေးတစ်ခုမှားထားပါတယ်။ဘတ်တာမြတ်မြတ်ပါတဲ့ခွဆုံကိုမှ crumble egg ရဲ့ smoke salmon ရဲ့ပေါင်းထားပြီးတော့သုံးခုပေါင်းပြီးရောတခိုက်တည်းစားလိုက်ရတဲ့အရာတာကအရန်ကိုစားလို့ကောင်းပါတယ်။ဘတ်တာအနံ့တင်းတင်းနဲ့မုန် smoke အရာတာဖြစ်နေတဲ့ salmon နဲ့ကျွန်တော်ကြက်ဥအရာတာ crumble လေးကအရန်ကိုအီးစိမ့်ပြီးတော့စားလို့တော်တော်လေးကောင်းပါတယ်။ ျွန်တော်ကငိုရဲကဆယ်မွန်ဆိုရင် smoke salmon ကိုပို့ပြီးတော့ကြိုက်ပါတယ် fresh toast တွေပဲဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းမှားထားတာပဲဖြစ်ပါတယ်ဒါကသူတို့ပြင်သစ်နိုင်ငံက original fresh toast ပဲဖြစ်ပါတယ်ပြီးတော့ hot chocolate ရောက်လာပါပြီ hot chocolate ကိုကျွန်တော်ကသူများမှားထားတဲ့နေရာမှာကျွန်တော်မြည်ကြည့်မယ်ဆိုပြီးတော့တောက်ကြည့်လိုက်ပါတယ်အရာတာက oh my god Oh my god ပါပဲခင်ဗျာပြည့်နှစ်နေတဲ့ချောကလက်အရာတာကိုမှပူပူနွေးနွေးနဲ့အေးနေတဲ့ရာသီဥတုကိုအံသူနိုင်လာအောင်အရန်ကိုတောက်လို့ကောင်းတဲ့ hot chocolate ပဲဖြစ်ပါတယ်ခင်ဗျာဆရာလို့ရှိရင် hot chocolate ကိုမဖြစ်မနေတောက်ရမယ်ဆိုတာကအခုတော့ mission ပြည့်ပါပါအရှမ်းကိုကောင်းပါတယ်။တောက်ခူးသမား hot chocolate တွေမှာဒီ cherry hot chocolate ကတော့တော့ကောင်းတယ်။နောက်တစ်ခုကတောက်ခူးသမား matcha ဒီထဲမှာဒီမှာ Japan တော့မရောက်ဘူးလို့ Korea matcha အများကြီးကောင်းတယ်။ ဖရီဆောင်ရင်ခေါချောကလေးတက်ပို့တော့အောင်ခေါရီးယားနဲ့ဂျပန်တို့ရအောင်အချမ်းတက်ပို့တော့အောင်ကိုလေး recommend သူတို့စားပြီးွားတဲ့အချိန်မှာတော့သူတို့ Paris Milk က အထင်ကြီးရနေရာတွေကိုသွားရောက်လှည့်လေဓာတ်ပုံရိုက်အလှဓာတ်ပုံတွေရိုက်ထားတာပေါ့နော်ကျွန်တော်ရဲ့အလှဓာတ်ပုံတွေကိုလည်းဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေပေးထားပါမယ်ဒီလမ်းကိုရှောင်းစလဇေးလို့ခေါ်ပါတယ်နိုင်ငံကျော် luxury brand တွေရဲ့ရောင်းချရာအယောင်ဆိုင်နေရာလမ်းပဲဖြစ်ပါတယ်ပြီးတော့ Eiffel Tower ရဲ့ photo spot မှာသွားပြီးတော့ကျွန်တော်တို့ဓာတ်ပုံသွားရိုက်ခဲ့ပါတယ်နောက်ဘက်မှာ Eiffel Tower ရဲ့ sparkling time ကိုလည်းကျွန်တော်တို့ကြည့်ခွင့်ရရှိခဲ့ပါတယ်အယံကိုလှပြီးတော့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တွေထဲမှာပဲမြင်ခွင့်ရတဲ့မြင်ခွင့်တစ်ခုဖြစ်ပါတယ်နောက်နေ့မနက်မှာတော့ moment န်ထန်ဆိုတဲ့ဂုံလေးတစ်ခုပေါ်သွားပြီးတော့သူတို့စီက chest တစ်ခုကိုကျွန်တော်လစ်လာတယ်။ပြီးတော့သူတို့အိမ်နားမှာပဲရှိနေတဲ့နေရာတွေတွားကြည့်ရင်လည်းအခုလိုတန်းစီပြီးစောင့်ရတဲ့ side sign တစ်ခုကိုလည်းကျွန်တော်တို့ရောက်ရှိခဲ့ပါတယ်။ဒီ sign နာမည်ကိုတော့ Wallon လို့ခေါ်လာတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့မှားပါမယ်။သူတို့စီက wine blend ကိုလည်းကြည့်ပါအောင်ခင်ဗျာ။1.5 liter ဆိုတာကကျွန်တော်တို့ဒီလက်တထောင်ကျော်လောက်ရှိပါတယ်။ ြင်သစ်နိုင်ငံမှာဝိုင်တွေကိုမဖြစ်မနေမီးစမ်းတောက်ကြည့်ရမယ်ဆိုလို့ကျွန်တော်တောက်ကြည့်ခဲ့တယ်ဒါက French Onion Soup ပဲဖြစ်ပါတယ်ကျက်တော့နေ soup ကိုမှ cheese ရယ်ပါမုတ်ရယ်ထည့်ပြီးတော့ bake လုပ်ထားတဲ့အရာဒါကအဲမှာ cheese ကနည်းအောင်မဟုတ်အရန်ကိုမှွေးပြန့်ပြီးတော့တောက်လို့ကောင်းပါတယ်ချင်းချင်းဆက်ဆက်အရာဒါမဟုတ်ဖ ೇನೆ စိတ်နေတာကိုခံစားရပါတယ်ဒီ Onion Soup တပွဲဖြစ်ဖို့ကျက်တော့နေတွေအများကြီးသုံးရပါတယ်ဒါကသူတို့နိုင်ငံကနာမည်ကြီးခရုကိုမှ top up နဲ့ကျက်တော့ဖြူနဲ့ bake လုပ်ထားတာပဲဖြစ်ပါတယ်ကျွန်တော်ကပုံမှန်ဆို င်ခရူးတို့ဘာတို့တိတ်မစားတတ်ပါဘူးဒါပေမဲ့ဒီရောက်ရင်မဖြစ်မနေမြည်ကြည့်ရမယ်ဆိုတော့ကျွန်တော်မြည်ကြည့်ခဲ့ပါလေဟုတ်ပါပါ။ဟောဘက်နဲ့ရေကိုကောင်းတဲ့သားနဲ့ကဟောဘက်နဲ့ကတော့ဒီခရူးကိုဖားပြီးတော့တတ်စေတယ်ဒါပေမဲ့ခရူးကတော့ခရူးနဲ့ညာဒီလိုလေးပါအဲ့ခရူးကဒီလိုလေးသူတို့ကတော့ညက်နဲ့လောက်တာပေါ့နော်ကိုရီးယားကတော့မြန်မာလေးမမဟန်လက်နဲ့လည်းပြောတာ ွင်ရကွာမြန်မာပြည်မှာတော့ဟိုရခိုင်ခရီးတုတ်တို့ဘာလို့ကစားနေကြဆိုတော့အဲ့တော့ကျွန်တော်ကခရီးတွေပါတိတ်ပါပြီးတော့ဒီဆိုင်မှာကလဲသားကိုချက်ထားတဲ့ဟာရန်ကောင်းတယ်ကျွန်တော်မဲသားမဖားလေးနှစ်လောက်ရှိတယ် ပြီးတော့ကျွန်တော်တို့မှားထားတဲ့ main dish တွေရောက်လာပါပြီကျွန်တော်ကတော့ base steak ရယ်ကျွန်တော်တကယ်ချင်းရာ duck confit လို့ခေါ်တဲ့ဟာရယ်ဒီ duck confit ဆိုတာကဘဲပောင်ကိုမှစီထဲမှာ၈နာရီလောက်ကြာအောင်ချက်ထားတဲ့ဟင်းပွဲပဲဖြစ်ပါတယ်အပေါ်ကကြွတ်ကြွတ်လေးနဲ့အထက်ထဲကအသားရဲ့နူးညံ့မှုကို ခံစားရပါတယ်။အရန်ကိုအရသာရှိတဲ့ဟင်းပွဲပါပြီးတော့အာလူးကျောင်းကျော်ဆိုတာကအင်္ဂလိပ်လိုဆိုရင် fresh fries ဆိုခေါ်ကြပါတယ်။ fresh fries ရဲ့အစကတော့ဒီပြင်သစ်နိုင်ငံကပဲစတာပဲဖြစ်ပါတယ်။ကျွန်တော်ကကျွန်တော်မှာထားတဲ့ဟင်းပွဲကိုအခုတော့စားကြည့်မယ်ပေါ့နော်။ base stick ကိုလည်းစားကြည့်ရမယ်ဆိုလို့ကျွန်တော်စားကြည့်ခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့ကျွန်တော်အမဲသားမစားပါဘူး။ကျွန်တော် medium rare ကိုကျွန်တော်မှာပြီးတော့စားပါတယ်။ငကိုလေးကမဲသားတိတ်မစားတဲ့သူဆိုတော့ကျွန်တော်ဒီအမဲသားရဲ့အရသာကိုမကြိုက်ပါဘူး။ဒီဟင်းပွဲကကျွန်တော်တကယ်ချင်းမှာထား ားတဲ့ beef bourguignon လို့ခေါ်ပါတယ်။အမဲသားကိုမှ red wine wine အနေနဲ့၈နာရီဒါမှမဟုတ်တညာလုံးစိမ်ပြီးချက်ထားတဲ့ဟင်းပွဲပဲဖြစ်ပါတယ်။ဒီချက်ထားတဲ့ဟင်းပွဲကိုတော့ကျွန်တော်တော်တော်လေးသဘောကျပါတယ်။ဒါကတော့ကျွန်တော်တကယ်ချင်းအမှားမှားထားတဲ့ဟိုမှာ what's up ကြော်ပါ ဝက်လက်ကိုမှအကျွတ်ကျော်ထားတဲ့ပုံစံပါခင်ဗျာအထဲကအသားနူးနူးညံ့ညံ့နဲ့အပေါ်ကဝက်လက်အခေါက်ကတော်တော်လေးကိုကျွတ်ပြီးတော့ဆားလို့တော်တော်ကောင်းပါတယ်အရင်ကြီးမာကလောက်ကလပ်နေတာတော့မဟုတ်ဘူးပေါ့နော်ဖင်းပွဲတွေအကုန်လုံးမှာအာလူးချောင်းကျော် fresh fries တွေကပိုရှန်နေအောင်ပါပါတယ်ဟုတ်ပါအမီရောင်တားလိုက်မယ်ဆိုလို့ရှိရင်အမီရောင်တောက်ပါမယ်ဒိုသားလေးအလေးထားပါတက်ဆက် time လေးရောက်လာပါပြီကျွန်တော်မှားထားတာက peach ကိုမှ chocolate ice cream လေးနဲ့ပေါ့နော် speech ကကျွန်တော်တို့ zone နဲ့ချစ်လို့ရှိရင်မပဲ့သွားတဲ့အတွက်ကြောင့်ကျွန်တော်ကုန်းပြီးတော့ကတ်လိုက်ပါတယ်။ဒါကသူတို့စီက fresh dessert တစ်ခုပဲဖြစ်ပါတယ်။တော်တော်လေးလဲစားလို့ကောင်းပါတယ်။ဒါကတော့ fresh dessert တစ်ခုဖြစ်တဲ့ cream brulee လို့ခေါ်ပါတယ်။ပြောရမယ်ဆိုရင်ပူတင်းကိုမှအပေါ်ကတခြားထည့်ပြီးတော့မီးပြန်ကင်ထားတဲ့ပုံစံမျိုးပါ။ cream အရသာအပြည့်ပြည့်နှစ်နှစ်နဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်။ဒီမာကြီးကရန်ကုန်မှာဆိုအရင်မတော့ပါဘူး။ကျွန်တော်လည်းပေါင်းပြီးရက်တော့နေပါတယ်။ တို့အချိုးပွဲစားပြီးပြန်တဲ့အချိန်ထိအပြင်မှာစားဖို့စောင့်နေတဲ့လူတွေကလည်းတပြုတ်ကြီးပါပဲခင်ဗျာကျွန်တော်ပြန်တဲ့အချိန်ကည10နာရီခွဲလောက်တော့ရှိနေပါပြီနောက်နေ့မှာတော့ကျွန်တော် shopping center တစ်ခုသွားရင်းနဲ့အခု lottery ဆိုတဲ့ဒီ macron sign လေးကိုကျွန်တော်ရောက်ရှိခဲ့ပါတယ်ဒီ sign ရဲ့အဓိကကဒီ macron ပဲဖြစ်ပါတယ်ဒီလိုမျိုးမုံလေးတွေကို macron လို့ခေါ်ပါတယ် ပြင်သစ်နိုင်ငံကပဲစခဲ့တဲ့အချို့မုံအချို့ပဲဖြစ်ပါတယ်။ပြင်သစ်တွေအရင်ကပြင်သစ်ဘရင်တွေကအခုလိုမက်ခရွန်ကိုရှမ်ပိန်းနဲ့သူတို့တူတူတောက်ကြစားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဒီမက်ခရွန်၈ခုဝယ်ခဲ့ပါတယ်။အရသာမတူတာပေါ့နော်။ကျွန်တော်တို့ဒီ lottery ဆိုင်ကနေပြီးတော့အရသာမတူတဲ့ဟာကိုကျွန်တော်တို့ဖောက်ပြီးတော့စားကြည့်ပါမယ်ခင်ဗျာ macron ရှစ်ခုကိုတစ်ခုပြီးတစ်ခုစားရင်းနဲ့ကျွန်တော်တို့ဒီအရသာလေးတွေကိုလည်းကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော် chocolate ချိုရသာကဲကဲပါတယ် အပေါ်ကကျွတ်ကျွတ်လေးနဲ့အထဲထဲမှာခရင်ကိုမှမမာတောက်တောက်ကတင်လေးဖြစ်နေအောင်ပြုလုပ်ထားတဲ့ဒီဟာချောကလက်နဲ့ပက်ရှင်နဲ့အောက်နေပါစတာချီယိုမုံအချိုလေးပဲဖြစ်ပါတယ်။အထဲထဲမှာထည့်ထားတဲ့အရာသာအပေါ်ကအခွန်အရာသာလေးတွေကတစ်ခုနဲ့တစ်ခုမတူအောင်လို့တော့သူတို့ဖန်သေးထုတ်လုပ်ထားပါတယ်။အရာသာမတူဘဲနဲ့စမ်းပြနေအောင်လည်းသူတို့ပြုလုပ်ထားပါတယ်။အော်နှိမ့်ပြီးပန်းတယ်မွေးနေအောင် အရင်ပြင်သစ်ပြင်တွေကဒီမက်ခရွန်နဲ့ရှမ်ပိန်းနဲ့တောက်ရတဲ့အရာတာကတော်တော်ကောင်းမယ်လို့လည်းကျွန်တော်ခံမှန်းရပါတယ်ဒီလော်ဒရီဆိုတဲ့ဆိုင်ကပြင်သစ်နိုင်ငံကစပြီးတော့မဲမဲလေးပေါ့အခုဆိုရင်ထိုင်းနိုင်ငံတွေနိုင်ငံအနှံ့အပြားတွေမှာပါ ရှိနေပါတယ်ဟုတ်လားရှစ်ခုကို22ကျပ်ကြပါတယ်ဟုတ်ပါ25ကျပ်ကြပါတယ်ဒီဆိုင်က1862ထဲကနေစဖွင့်တာပါ ကျွန်တော်တို့စားပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီ chash ကိုသွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။ဒီ chash ကို Notre Dame လို့ခေါ်ပါတယ်။ကျွန်တော်အတန်းထွက်မှိုင်းမှာပါမယ်။စတင်တိစောက်ခဲ့တဲ့ခုနှစ်က1163ဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်က1345ဒီ chash ရှိတစ်ခုလုံးကို BC အောင်စောက်ဖို့အနှစ်ပေါင်း182နှစ်ကြာခဲ့ပါတယ်။ အထဲထဲမှာထုလုပ်ထားတဲ့ဗပူးတွေအထဲထဲမှာပြုလုပ်ထားတဲ့ architecture တွေအထဲထဲမှာပြုလုပ်ထားတဲ့အနုပညာလက်ရာတွေကအရန်ကိုပြောင်မြောက်ပြီးတော့ကြီးလို့တော်တော်လေးကောင်းပါတယ်။2019ခုနှစ်ကဒီ church က mini wire shop ဖြစ်ပြီးတော့မိလောင်ခဲ့ပါတယ်။2024ခုနှစ်မှာပြန်ဖွင့်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အခု2025မှာကြီးစုလေ့လာခွင့်ရရှိခဲ့ပါတယ်။ coffee time လေးကျွန်တော်လုပ်လိုက်ပါတယ်။ထုံးစံအတိုင်းကျွန်တော်မုံနေ coffee လေးကျွန်တော်တို့မှာလိုက်ပါတယ်။ဒါကကျွန်တော်ဘယ်နေရာရောက်စားမဲ့ flan ပဲဖြစ်ပါတယ်။ flan ဒါပြင်သစ်ပူတင်းပေါ့လေ French meal က flan လို့ခေါ်တဲ့အခုလိုပူတင်းကိတ်လေးကအရန်ကိုစားလို့ကောင်းပါလေ coffee time ပြီးတော့မဖြစ်မနေစားရမယ့် croissant ပဲဖြစ်ပါလေ vanilla flan vanilla flan ကောင်းလိုက်တော့ကျွန်တော် coffee လေးတစ်ချိုင်းတောက်လိုက် flan လေးစားကြည့်ကြည့်လိုက်အရသာကိုခန်းစားလိုက်နဲ့အရန်ကိုပြီးပြည့်စုံနေပါလေ Paris Milk ကခွာဆုံးကတခြားနိုင်ငံတွေထက်စာရင် အရန်ကောင်းတယ်ဆိုပြီးနာမည်ကြီးပါတယ်။ဘာသာဘာအရသာမှမပါဘဲနဲ့ထောပတ်များများနဲ့ပြုလုပ်ထားတဲ့အရန်အရသာရှိပါတယ်။ဘာပြောခွာဆုံးကဘာမှမပါတော့မှာလေ။မွားပြီးတော့ butter nut ဒါပေမဲ့ဒီခွာဆုံကိုမြန်မြန်စားလို့ရှိရင်တော့အထောက်ပတ်တွေမြန်မြန်စားမိတဲ့အတွက်ဝေးတက်ပါတယ်။ပြီးတော့ကျွန်တော်တို့သူတို့စီကအရင်ကမျိုးစားကြီးနေခဲ့တဲ့အိမ်နဲ့ဘန်းကြံကိုကျွန်တော်တို့သွားရောက်လည်ပတ်ခဲ့ပါတယ်။ဒီနေရာမှာလာရောက်လစ်လာတဲ့လူတွေလည်းအများကြီးရှိသလိုအေးဆေးဆေးလာထိုင်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်။နောက်တစ်ခေါက်ကျွန်တော်တို့စားကြပြန်ပြီ။ဒါကဘာကာပဲဖြစ်ပါတယ်။ဘာကာထိုင်ကျွန်တော်တို့ဒီဘာဂါကင်းကတော့အထူးတခြားပြောနေစရာမလိုဘဲနဲ့တခြားနိုင်ငံတွေမှာလည်းရှိပါတယ်။ အာကာရဲ့ချစ်ကနက်ကရုံဖတ်သုံးချက်သုံးချက်အရှင်းအလကားမရပါဘူးအချင်းစပတ်ကိုပြားလို့ရပါ ကျွန်တော်ကဒီ double meat ကိုရွေးချယ်ခဲ့တယ်ပြီးတော့ chicken nugget နဲ့ပါဒါပေမဲ့အထူးခြားလာကကျွန်တော်တို့ဘန်ကောက်မှာစားတဲ့ burger king ထက်စားရင်ဒီ fresh မှာစားတဲ့ burger king ကအလုံးလဲပိုကြီးပါတယ်အချင်တွေကိုအလကားမပေးပါဘူးအချင်တပိုးကို ပြား40ပြား90ကျွန်တော်တို့ burger စားပြီးသွားတဲ့အချိန်မှာတို့စီကအထင်ကြီးကပေါင်းကူတရားနေရာလေးပေါ့နော်အခုလိုမြစ်ကိုနောက်ခံထားပြီးတော့ကျွန်တော်တို့ဓာတ်ပုံတွေရိုက်ခနာလေးညက်နေခြင်းစီးစားအလှကိုခံစားရင်းနဲ့ကျွန်တော်တို့နောက်ထပ်နေရာတစ်ခုကိုလည်းသွားခဲ့ပါတယ်ဒီတရားကြီးအောက်က celebrity တော်တော်များများကဒီ ီတရားအောက်မှာဓာတ်ပုံရိုက်တာဗီဒီယိုရိုက်တာတွေလုပ်ကြပါတယ်ကျွန်တော်တို့လည်းရှောက်လေရှောက်ကြည့်ရင်းနဲ့ကျွန်တော်တို့နေ့တစ်နေ့ကိုအကုန်ဆုံးခဲ့ပါတယ်ညဘက်မှာတော့ကျွန်တော်ညစာထွက်စားခဲ့ပါတယ် Paris ရောက်ရင် why မဖြစ်မနေတောင်းရမယ်ဆိုလို့ why လေးတောင်းလိုက်ပါဦးမယ်။ Paris in the rain မှာ Paris မှာ ဝိုင်းတွေတောင်းလာလို့ဆိုတော့ဒီပြင်သစ်တို့အီတလီတို့ကတကယ်ဝိုင်းတွေဖတ်ဖတ်ကြည့်ထားလို့တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်တော့ဒီမှာ experience အနေနဲ့ဒီဝိုင်းတွေကကောင်းတယ်ပေါ့အဲဒီအတွက်တောက်ကြည့်ရတယ်ဖြစ်ပါတယ်။တောက်ချင်တော့ဖုန်းပေါက်တယ်။ကျွန်တော်ကဝိုင်းတကယ်တောက်ကြည့်ရမှာအပါပဲ။ညာကတော့ S5 နဲ့နေရ၊လူရဲ့နေရဖြစ်ပါတယ်။သူကဘိုးသားလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အာရှပါးလေးအတွက်ဒါတော့ ဟိုမေဖက်ရမရှိဘူးကွာကျွန်တော်တို့မှားထားတဲ့အရာလေးတွေရောက်ရှိလာပါပြီခင်ဗျာ ထုံးစံတိုင်း fresh onion soup salad နဲ့ beef steak တွေနောက်ကျွန်တော်ကတော့ on ဒီ soup နဲ့ salad ပဲစားမယ်ပြီးတော့အခုလိုမျိုးအသား၆အသားစိမ်းကိုမှ cheese များများနဲ့မှားထားပါတယ်ဒီ fresh onion soup ကိုကျွန်တော်ကဒီ berries ကိုရောက်တဲ့အချိန်မှာတော်တော်လေးသဘောကျပါတယ်။ soup ပေါ်မှာ cheese နဲ့ပါမုတ်ွယ်ထားပြီးတော့ bake လုပ်ထားတယ်။နောက်ပါမုတ်မှာ glaucoland နဲ့ကျွန်တော်တို့ထုတ်ပြီးတို့ပြီးတော့စားရပါတယ်။ ဲ့ဒါလေးစားလိုက်ပြီးတော့ဝိုင်းလေးနည်းနည်းတစ်ချိုင်လောက်မောလိုက်ပေါ့နော်ပူပူလေးနဲ့ရာသီဥတုအေးအေးလေးနဲ့ဝိုင်းရဲ့ပူပူလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ပြီးတော့ဒါကတော့ဒီဝက်ပောင်ချောက်ကိုဒါအချောက်ခံထားတာပေါ့နော်သူတို့ကတော့ပပလေးတွေလီးထားပေးတယ်ပြီးတော့ဆက်လက်လေးစားပါတယ်ဒါအရွက်အရွက်ကိုတုတ်ထားတယ်သူတို့ဘိုးလိုတုတ်ထားတဲ့ဆက်လက်ပေါ့နော်ဒီဝက်ပောင်ချောက်ဘန်းထဲမှာမှာ cheese က၅မျိုး၆မျိုးလောက်ပါပါတယ်တစ်ခုနဲ့တစ်ခုမတူပါဘူးကျွန်တော်လဲ cheese နာမည်တွေသိပြီးတော့အာမထွက်တတ်ဘူးပေါ့နော် အရာတာကလည်းတစ်ခုနဲ့တစ်ခုကွာပါပဲခင်ဗျာတဲ့ရတာပြရမှာ1000လေးရတာ1000လေးတော့ပြရမယ်။ပြောရတာငါပြီးလို့ဝန်ထမ်းပြနေတယ်ပါ။ဒီ CC ရဲ့အနန်းတွေရတာတွေကချိုးဟာတွေကကျွန်တော်တို့ဘဝမခံနိုင်တော့ပဲတော့။အနန်းတွေရတာ။အဲဒီကတို့ဘူတော့ဖားပြီးပေါ့။ Picture ကိုပေါ့။ တငယ်ချင်းတွေနဲ့အေးအေးဆေးဆေးစကားပြောရင်းနဲ့ဖဲဖဲဆဲအချိန်လေးကိုကုံဆုံးလိုက်ပါတယ်။နောက်နေ့မှာတော့ကျွန်တော်တို့ဒီ Paris ရဲ့နန်းတော်ကိုသွားခဲ့ပါတယ်။ပြင်သစ်ဘရင်တွေရဲ့နန်းတော်ပဲဖြစ်ပါတယ်။ The Sanano ပါဒီနန်းတော်ကြီးမှာ1500ဓမ္မမုံ1300ဝင်းကျင်လောက်က အယုတ်တွေအစင်တစားတွေသူတို့တွေတုံးခဲ့တဲ့လက်ကင်ပစ္စည်းတွေသူတို့တွေတုံးခဲ့တဲ့အစားခဲ့တဲ့ပုဂံတွေဇွန်းတွေခွက်ရောက်တွေကအစကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်ပြီးတော့သူတို့စီမှာကိုပိုင်း chest တွေကိုပိုင်းအသုံးပြုတဲ့ပစ္စည်းတွေအများကြီးတွေ့ရပါတယ်အရင်တည်းကသူတို့စီကအမှုပညာလက်ရာထုံးကားတာဖြစ်တဲ့အတွက်သူတို့စီမှာအခုလိုမျိုးပုံတူပကြီကားတွေကိုလည်းတွေ့ရှိနိုင်ပါတယ်ဒီနေရန်ကြီးပေါ်မှာဆေးရီးထားတဲ့ပကြီတွေကလည်းအမခန်းအောင်လှပပြီးအသေးစိတ် ကြပါတယ်သူတို့အသုံးပြုတဲ့အစိုင်းစားဆောင်တွေက1500ဝန်းကျင် ခုနှစ်လောက်တောင်မှတော်တော်ကြီးကိုခက်ဆန်ပြီးတော့တော်တော်ကြီးကိုအံ့ဩပွေကောင်းလာအောင်မှလေ့လာတွေ့ရှိခဲ့ရပါပဲပေါ့ဟုတ်ကြပါဦးအခုကအာနော်လည်းရနေပြီးတော့သူတို့ဒီဂါဒန်နဲ့ပေါ့နော်ဥယျာဉ်ထဲကိုသွားမလို့လေရန်တိုက်တာ Oh my god စပင်တွေကိုလည်းကြည့်ပါအပြင်မှာပန်းချံအကျယ်ကြီးနဲ့တူတူတချို့အဆောင်တွေကိုလည်းကျွန်တော်တို့သွားရောက်လေ့လာခဲ့ပါတယ်။ဒါကြီးတစ်ကတော့ဟုတ်ကဲ့ဟုတ်ကဲ့အော်ဘွားအော်ဘွားဆိုတာတော်တာအော်ဆဗာဆဗာမက်ဆီဒီကမာမက်ဆီကျွန်တော်ရဲ့ Paris video လေးကဒီနေရာမှာနေမယ်ကျွန်တော်ရလိုက်ပါမယ်နောက်ထပ်နိုင်ငံတွေသွားထားတဲ့ video တွေကိုအလင်းသိမ်းသလိုကျွန်တော်တင်ဆက်ပြသပါအောင်မယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်